ချောဦးတချန်စီခွဲစားရမှာတဲ့မြန်မာနိုင်ငံရဲ့ထိတ်တန့်တရေကြီးများဖြစ်လာခဲ့တဲ့စုံတွေများအားလုံးပဲမင်္ဂလာပါရှင်ချမ်းသာခြင်းချိုးချွန်ရမယ်ဆိုတဲ့စကားကိုကျမတို့အားလုံးကြားမှုကြပါပါအဲ့ထက်ပို့ပြီးတော့နည်းနည်းရှိုင်းရှိုင်းပြောကြရင်ချောဦးတလုံးကိုနှစ်ယောက်တချန်စီခွဲစားပြီးတော့စူးစမ်းခဲ့ရတယ်ဆိုတဲ့ဇလန်းတွေကတော့မြန်မာနိုင်ငံရဲ့အောင်မြင်မှုပုံမြင်နေတဲ့မှာအထင်ရှားဆုံးပါပဲဒီနေ့မှာတော့အဲ့လိုချောဦးတချန်စီစားတဲ့ဘဝကနေမြမပြီမာဒိဋ္ဌိကျဲတထေကြီးတွေဖြစ်လာတယ်နမေကျော်ဇနီးမောင်နဲ့သုံးထွေးเจ้าကိုတင်ဆက်ပေးမှာဖြစ်ပါတယ် နံပါတ်၁စမိုင်းနဲ့ခင်မုန်းကိုပြေမှာကျဲဦးတချမ်းစီစားပြီးတော့ချမ်းသာလာတဲ့အထက်တချိန်ကမြန်မာနိုင်ငံမှာတာမန်တရုတ်ဆောင်တရားဖြစ်ခဲ့ပြီးတော့အခုခါအမေရိကန်နိုင်ငံမှာအောင်မြင်နေတဲ့သတင်းမှကြီးစမိုင်းတို့ဇနီးမောင်နဲ့လည်းပါပါရင်သူတို့ရဲ့တိတ်ကရုံးကန်ရတဲ့ဘဝအကြောင်းကိုပြောပြတဲ့အခါကျဲဦးတလုံးကိုနှစ်ယောက်ခွဲစားတဲ့အထက်ဆင်းရဲခဲ့တယ်ဆိုတဲ့အကြောင်းကိုထည့်သွင်းပြောပြလေးရှိပါရည်အဲ့လိုအောက်ခြေဘွားကနေခုချိန်မှာတော့စမိုင်းဟာအမေရိကန်ဒေါ်လာ၁၈သန်းတန်နဲ့ဆိုင်ရင်ကြီးမှနေထိုင်ပြီးရှင်မောင်နဲ့ဖြူထားတဲ့စားသောက်တွေကိုစားသုံးပြတာမြန်မာတိုင်းနိုင်ငံလုံးကိုဝယ်နိုင်တဲ့ပမာဏကို ပြောစမတ်တွင်လောက်တဲ့ငွေကြေးပိုင်ဆိုင်မှုတွေကိုထုတ်ပြတာတွေကြောင့်လူအများရဲ့အာရုံစိုက်မှုကိုပြေဝရရှိထားသူပါသူတို့ရဲ့ချမ်းသာကြွယ်ဝမှုကတော့ထင်ရှားပါပဲဒါပေမဲ့စိတ်ဝင်စားစရာကောင်းတဲ့မိကုန်တစ်ခုကတော့သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကြားကဘာလေးဆိုတော့ကိုလူအများစုမသိကြတာပါပဲကျေးဥတချမ်းချွေတာတွေစိတ်တက်တစ်ခုလေးနဲ့ခုလိုကမ္ဘာကျော်နုပညာရှင်တွေတောင်အရှုံးပေးရတော့တဲ့ကြွယ်ဝမှုကိုတကယ်ပဲတည်ဆောက်နိုင်ကြတာလားဒါမှမဟုတ်အနောက်ကမှာထက်မြက်တဲ့စီးပွားရေးအမြင်နဲ့မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုခွင့်လန်းကောင်းတွေရှိနေကြတာလားဆိုတာကတော့တကယ်ကိုမှစဉ်းစားစရာပါပဲ နမနီဇေတဲရှိဆိုင်ပိုင်ရှင်ဦးဆန်းဝင်းနဲ့တော်ဝင်းမာလာမြန်မာနိုင်ငံရဲ့ရွှေလုံငန်းလောကမှာဆွဲထည့်ဆိုတဲ့နာမည်ကိုမသိရသူမရှိသလောက်ပါပဲ။လာရှုမျိုးကရွှေဆိုင်လေးဒီဇိုင်းဖြင့်စတင်ခဲ့ပြီးတော့ခုဆိုရင်တနိုင်ငံလုံးမှာရွှေဆိုင်ပေါင်း16ဆိုင်ထည့်ဖွင့်လှစ်ထားနိုင်နေဇေတဲရှိဆိုင်ပိုင်ရှင်ဦးဆန်းဝင်းနဲ့တော်ဝင်းမာတို့ဟာစက်ဥတချမ်းစီစားပြီးတော့ချမ်းသာလာသူတွေအဖြစ်သူသိများပါတယ်။သူတို့ရဲ့ဆွဲလုံလာနေစူးစမ်းမှုကိုတော့ဘယ်သူကမှမမြင်နိုင်ပါဘူး။ ဘာသာရေးသာသနာရေးနဲ့လူမှုရေးအလူတန်းတွေကိုရရောစွာလူတန်းနိုင်တဲ့ဒီအောင်မြင်လာတာဟာသူ့ရဲ့ချိုးချံချွေတာမှုရဲ့ရလဒ်ဆိုတာမှန်ပါရီနံပါတ်3လိုင်းလေးရွှေဆိုင်ပိုင်းရှင်ဇနီးမောင်နဲ့နောက်ထပ်နံပါတ်ကျော်ဆုံးတွေကတော့လိုင်းလေးရွှေဆိုင်ကိုတီထောင်ခဲ့တဲ့ဇနီးမောင်နဲ့ပဲဖြစ်ပါရီသူတို့ဟာရွှေဆိုင်မပွင့်ရင်ဟာလစာနဲ့တင်ခွဲဝင်းကျင်တာရတဲ့အမှန်ဘန်းဝန်တန်းဖြစ်ခဲ့ပြီးတော့အိပ်ဘွားကနေရုံးထွက်ပြီးကိုပိုင်လုပ်ငန်းကိုစတင်ခဲ့သူတွေပါသူတို့ရဲ့စောပိုင်းကာလတွေမှာလည်းချက်ဥတလုံးကို၂ရောက်ခွဲစားစားသုံးခဲ့ရတယ်လို့ပြောကြပါရယ်။အဲဆောင်တွေသုံးတွဲရင်ဘဝဆက်ချောင်းတွေမှာ တူညီတဲ့အချက်ကတော့ကျဲဦးတချမ်းကြီးစားခြင်းဆိုတဲ့ချိုးချံမှုရဲ့သင်္ကေတပါပဲကျဲဦးတချမ်းဟာသူတို့ရဲ့အောင်မြင်မှုခရီးလမ်းမှာမဖြစ်မနေလိုအပ်တယ်ဆိုတာကိုပြသနေပါတယ်ပရိသတ်တို့ရောဒီပေါ်မှာဘယ်လိုမျိုးထင်မြင်ယူဆကြပါသလဲကျဲဦးတချမ်းဒီစားယုံနဲ့တရေဖြစ်နိုင်တယ်လို့ယုံကြည်ပါသလားမိမိတို့ရဲ့အမြင်လေးကိုလည်းပြောသွားပေးခဲ့ပါဦးရှင်အာဘီနာစင်ကကြားရဲ့တွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလေးစေဝင်စားစရာကောင်းတဲ့ကျောင်းရိုင်းနဲ့တို့ပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မမေ့ကြပါနဲ့ဦးရှင် အားပေးနှဆိုင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလည်းကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါရင်းနဲ့ပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရရှင်ပရိသတ်တယောက်ချင်းစီတိုင်းလည်းတာယာတဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်